ညစီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မတ်လ25ရက်နေ့တမင်စီမပရိုင်တိုင်းညစီမပြန်မာသတင်းစီစဉ်ကနေနှုတ်ခွန်းဆက်တာလိုက်ပါရယ်။ဒီကနေ့စီစဉ်ကိုကျမရွှေနယ်ကတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဒီကနေ့စီစဉ်မှာချမ်းအမှတ်54ကိုဥအောင်ဆန်းဦးတင်ပြတဲ့ short story အတိုင်းလေးလံပြဖို့တရားရုံးအမိန့်ချတဲ့သတင်းစကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထံရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ရေးအဖွဲ့သိမ်းဆည်းတဲ့တွင်စကောင်စီကကြောက်ဖြူကိုလေရင်နဲ့အင်အားရချီဖြည့်တင်းတဲ့တွင်နဲ့ ူသားချင်းစာနာတဲ့အကူအညီတွေဖြတ်တောက်မှုကြောင့်နောက်ထပ်ကလင်းငယ်အများအပြားသိဆုံးရနိုင်တယ်လို့ကုလအဖွဲ့တရိပ်ပေးတဲ့သတင်းအပအဝင်တခြားရေးကြီးသတင်းတွေနဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ချမ်းမှန်54ကိုဦးအောင်ဆန်းဦးတင်ပြထားတဲ့ရှော့စေးကျပ်290ဘီလီယံနဲ့လေးလံတင်ရောင်းချဖို့ကမာရုတ်ခရိုင်တရားရုံးကဒီကနေ့မတ်လ25ရက်နေ့ရုံးချိန်မှာအမိန့်ချမှတ်လိုက်တယ်လို့တရားရုံးနဲ့နှိစက်သူတွေထံကသိရပါဗျ။ လေးချိန်မြောက်လေးလံပွဲကိုလာမယ့်ဧပြီလ29ရက်နေ့မှာလှုပ်သွားမှာဖြစ်တယ်လို့တရားရုံးနဲ့နေဆက်သူကပြောပါတယ်။ဒီချံကိုအရင်ကတရားရုံးကသတ်မှတ်ပေးတဲ့လေးလံကြံခင်းစီပထမချိန်မှာကျပ်315ဘီလီယံဒုတိယတစ်ချိန်မှာကျပ်300ဘီလီယံနဲ့တတိယချိန်မှာတော့ကျပ်269ဘီလီယံတို့နဲ့လေးလံပြစ်ခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့ပါဘူး။ဒါကြောင့်မလို့ထပ်ပြီးတော့လေးလံတင်ရောင်းချနိုင်ရေးအတွက်ဦးအောင်ဆန်းဘက်ကတတိယအချိန်ထက်ကျပ်28ဘီလီယံရှော့ချတင်ပြခဲ့တာဖြစ်ပါတယ်။ တရားရုံးကအရင်အခေါက်တင်မှာတော့ဥအောင်ဆန်းဦးတင်ပြခဲ့တဲ့ဈေးနှုန်းထက်ပိုတိုပြေသတ်မှတ်ပေးတာတွေရှိခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့သူ့ရဲ့ဈေးအတိုင်းလက်ခံလိုက်တာဖြစ်ပါတယ်။ဒီလိုချမ်းမတ်54ကိုလီလန်တင်ရောင်းချဖို့ဆောင်ရွက်တာအပေါ်ဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဘက်ကလည်းပြင်ဆင်မှုတက်တာကန့်ကွက်တာတွေလုပ်ခဲ့ကြပါတယ်။ ဒေါခင်ကြီးအမည်ပေါချမ်းမှတ်54ကနှစ်ဧကနေပါကျန်ဝင်ပြီး2016ခုနှစ်မှာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံကအဲ့ဒီချမ်းမှာရှိနေတဲ့နှစ်ထပ်တိုင်းနဲ့မြေတဝက်ကိုဒေါအောင်ဆန်းစုကြည်ကလက်ကောင်တစ်ထပ်တိုင်းနဲ့မြေတဝက်ကိုတော့ဦးအောင်ဆန်းဦးကလက်ကောင်ခွဲဝေရယူဖို့အတွက်အမိန့်ချမှတ်ခဲ့ပေမဲ့ဦးအောင်ဆန်းဦးကချမ်းဝန်းတစ်ခုလုံးကိုလေးလံပစ်ပြီးတော့ရတဲ့တမ်မိုကိုတယောက်တော့ဝက်ခွဲယူဖို့အယူခံအစစ်စင်တက်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာမြို့သားညီညွတ်ရေးအစိုးရ NUG ကလည်းချမ်းမှတ်54ကိုဂျားကလာမြို့သားအစဉ်ရင်ကျင်းမှုအမွေအနှစ်ဖြစ်သတ်မှတ်ထားပြီးဘသူမ မဆိုးပိုင်ဆိုင်ခြင်းရောင်းချခြင်းဖြည့်ဆည်းခြင်းအပါအဝင်တားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်မှာကအေးအေးယူသွားမယ်လို့ကြေညာထားပါတယ်ရှင်။စကောင်းစီအဖွဲ့ဝင်ဒေါက်တာမှုထန်ရဲ့ပိုင်ဆိုင်မှုတွေကိုအပြည့်တိုင်သိမ်းဆည်းလိုက်တယ်လို့ချင်းပြည်ကောက်ွယ်ရေးအဖွဲ့ထန်တလန် CDFTT ကမနေ့ကမတ်လ24ရက်နေ့မှာထုတ်ပြန်ပါတယ်။ထန်တလန်ဒေသခံတို့ဖြစ်ပြီးတော့တမျိုးလုံးကိုမိရှို့ဖြည့်ဆည်းနေတဲ့စစ်တပ်ကိုအားပေးသူ ည်သူလူထုပေါ်မှာရက်ဆက်ကြမ်းကြုတ်စွာအကောင့်ထက်ပေါ်ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာတက်ကြွစွာပါဝင်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တဝက်ဖြစ်ပါဝင်ဆောင်ရွက်နေတာကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆက်ရတာလို့ဆိုပါတယ် ကျင်းပြကောက်ွယ်ရဖွဲ့ထန်တလန်ထိန်ချုပ်ထားတဲ့နေမြေအတွင်းမှာရှိတဲ့ဒေါက်တာမှုထံပိုင်ဆိုင်တဲ့ချက်မြေအလုံးကိုတော်လင်းကာလာအတွင်းမှာပြည်သူလူထုကိုစားအပြေးပိုင်တင်စီပြီးလိုအပ်တယ်လို့ဆက်လက်ကင်တွဲသွားမှာဖြစ်ကြောင်းနဲ့အသက်တက်လာမဲ့အစိုးရတဲ့ထံကိုလွှဲအပ်ပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်အတွင်းမှာဖော်ပြထားပါတယ်။ပိုင်ဆိုင်မှုတွေကိုတင်စီရမှာသူ့ရဲ့အမျိုးသမီးအပါအဝင်မိသားစုဆွေမျိုးတွေနဲ့ သက်ဆိုင်ခြင်းမရှိဘဲသူ့နာမည်နဲ့ပိုင်ဆိုင်ထားတဲ့ဆေးအေးကားကျော်ရှိတဲ့စိုက်ပျိုးရေးခြံနှစ်ခုမြေကွက်သုံးကွက်နဲ့နေထိုင်ခဲ့တဲ့အိမ်အပါအဝင်ကာလာပေါက်စေးသိန်း6000ကျော်တန်မိုးရှိတယ်လို့ CDF TT ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်ထန်တလန်မြို့မှာစစ်ကောင်စီတပ်တွေဆက်ရှိနေပေမဲ့မြို့ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲကာကွယ်ရေးအဖွဲ့အနေနဲ့မြို့သိမ်းရေးကိုဦးစားပေးလှုပ်ဆောင်မှာဖြစ်ပြီးဒေါက်တာမုထန်အနေနဲ့စစ်ကောင်စီရဲ့လုပ်ငန်းတွေကိုဆက်လက်ပါဝင်လှုပ်ရှားပါကထပ်မံဆောင်ရွက်စရာတွေရှိသေးကြောင်း CDFDT ရဲ့ပြောရေးဆိုခွင့်ရှိသူကပြော ော်ပါတယ်အသက်89နှစ်အရွယ်ရှိတဲ့မန္တလေးစေးတက္ကသိုလ်ကပွဲရခဲ့တဲ့ဒေါက်တာမှုထံက1990ရွေးကောက်ပွဲမှာတတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်းပြရမှာအနိုင်ရခဲ့ပြီးနိုင်ငံရေးလောကကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်အဲ့နောက်1993ခုနှစ်မှာကျင်းပတဲ့မြို့သားညီလာခံကိုရွေးချယ်ကံကိုယ်စားလှယ်များအစုအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တက်ရောက်ပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုနိုင်ရေးအတွက် နိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီကဖွဲ့စည်းတဲ့ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်မှလည်းအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါတယ်။ 2010ခုနှစ်မှာပြည်ထောင်စုချန်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကိုဝင်ရောက်ခဲ့ပြီးချင်းပြည်နယ်တန်တလန်မြို့အမှတ်နှစ်မဲဆန္ဒနယ်မှာ၃ချိန်ဝင်ရောက်ရှင်ပြိုင်ခဲ့ရာ2015ခုနှစ်မှာအနိုင်ရရှိခဲ့ပါတယ်ပြည်ထောင်စုချန်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီချင်းပြည်နယ်ဥက္ကဋ္ဌအဖြစ်လက်ကောင်ဘိုးအလုံးအမှုဆောင်ကော်မတီဝင်အဖြစ်လက်ကောင်တာဝန်ယူထားပြီးမြေသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်ကျင်းပါတဲ့2020ရွေးကောက်ပွဲမှာမဲမတမမှုပြုကျင့်ကြောင်းလူသိထင်ရှားဆွဆွဲဝေဖန်ခဲ့သူဖြစ်ပါတယ်ဥရောပသမဂ EU ရဲ့ပိတ်ဆို့တန်းခတ်မှုမှာပါဝင်လာတဲ့ ဒေါက်တာမှုထံကဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီအထွေထွေအတွင်ရင်မူပိုးကင်ကမ်းလျံအစား2023ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်အစားထိုးခန့်ခံခဲ့ရသူဖြစ်ပါရရှင်ထိုင်းနိုင်ငံဘန်ကောက်မြို့ပန်ဆူမြို့နယ်ပရချူလမ်းမကြီးလမ်းသွဲ38လမ်းကရေမြောင်းတန့်ရှိလုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကင်နေတဲ့ မြမရွှေပြောင်းလုတ်သား2ဦးမနေ့ကမက်စလာ24ရက်နေ့ညပိုင်းမှာဓာတ်လိုက်တီးဆုံသွားရတယ်လို့ထိုင်းရောက်ရွှေပြောင်းလုတ်သားတွေရဲ့ကူညီဆောင်ရွက်ပေးနေတဲ့ AC မမိတ်အဖွဲ့ဒါရိုက်တာဦးခိုင်ကြည်နဲ့ဒူးထိုင်းတဲ့ရင်တွေကရေးသားဖော်ပြကြပါတယ်မတ်လ24ရက်နေ့ည7:00နာရီအချိန်လောက်မှာအနက်15မီတာအကျယ်3မီတာရှိတဲ့ရင်းမြောင်းကိုတန်ရှင်းလှုပ်ရင်းမြောက်နိုင်ကိုယ်ထဲမှာဓာတ်လိုက်တည်ဆုံခဲ့ရတာဖြစ်ပါတယ်။တည်ဆုံသွားသူမြန်မာလူသားနှုတ်ကတော့ကိုမင်းလွင်ဝင်းအသက်32နှစ်နဲ့ကိုလင်းနိုင်အသက်35နှစ်တို့ဖြစ်ပါတယ်။ တည်ဆောင်းသူအလौဒမမိသားစုဝင်တွေရဲ့အကူအညီတောင်းထားချက်အရနိနာချေရရှိအောင်လိုက်ပါကူညီပေးနေရလို့လဲ AAC မှာမဲ့အဖွဲ့ရဲ့ဒါရိုက်တာဦးခိုင်ကြီးကလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ဒါမက်စလာအတွက်မှာထိုင်းနိုင်ငံကလုပ်ငန်းခွင်တွေထဲမှာမြမအလौဒမတွေဒုတိယအကြိမ်မြောက်မတော်တဆဖြစ်တည်ဆောင်းရတာလည်းဖြစ်ပါတယ်။မက်စလာ15ရက်နေ့တုန်းကလည်းဘန်ကောက်မြို့ကရာမာ2တရားဆောက်လုပ်ရေးလုပ်ငန်းခွင်ပြုကြပြီးမြမရွှေပြောင်းလှုပ်သား3တည်ဆောင်းခဲ့ရပါတယ်ရှင်။ ရခိုင်ပြည်နယ်ကျောင်းပြူမြို့နယ်မှာရှိတဲ့ဒညဝရီရေတပ်ဌာနချုပ်ကြောက်တလုံးဖရအနေကခမရ၅လင်းနဲ့ ကောင်းချွန်ကျေးရွာအနီးမှာရှိတဲ့ခမာယာ543တုံးကိုစစ်ကောင်စီကလေယာဉ်နဲ့အင်အားရချေဖြည့်တင်းနေတယ်လို့ဒေတာရင်းစီသတင်းမြစ်တွေထံကသိရပါဗျ။ဒီစစ်တပ်ဌာနချုပ်နဲ့တရင်တွေမှာတိုက်ပွဲပြင်းထန်ရာနေရာတွေဖြစ်ပြီးဒီကနေ့မတ်လ25ရက်နေ့မိုးလယ်12နာရီခွဲအချိန်ကလေယာဉ်နှစ်စီးနဲ့တက်လာချကအင်အားဖြန့်ကျက်ဖြည့်တင်းသွားတာလို့ကြောက်ဖြူမှာရှိတဲ့စီသတင်းမြစ်တို့ကမျက်စိမှောက်ကိုပြောပါဗျ။အင်အား200ကျော်လောက်ပါဝင်ပြီးတော့300လောက်မှအင်အားဖြည့်တင်းသွားတာလို့ဆိုပါတယ်။ ီကရက်ရပိုင်းကလည်းအာရခတက်တော် A ကလက်နက်ကြီးနဲ့ထိုးစစ်စစ်နဲ့မြို့အနီးကရဲတပ်ရင်၃ဆက်နဲ့မှအင်အားအနည်းငယ်စီဖြစ်တင်းတာရှိခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါရတယ်။ က်တလော့ကြောက်ပြုံမြွနဲ့အတွက်မှာစီးရဲတဲမာနေပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီးလေးချောင်း drone တွေကိုဟန်ချန်းညီညီအသုံးပြုလာတယ်လို့စီရီယံဗိုလ်ကြီးစင်ရော်ကလည်းပြောဆိုပါရယ်ကြောက်ပြုံမြွနဲ့မှာစစ်ကောင်စီရဲ့တညဝရီရေးတပ်ဌာနချုပ်ကြောက်တလုံးဖျားအနီးမှာရှိတဲ့ခမာယာ၅လင်းနဲ့ဂုံးချွန်ရွာအနီးမှာရှိတဲ့ခမာယာ၅လင်း၃ခလာယာ၃၄မြို့အနီးမှာရှိတဲ့အမှတ်၃၂ရဲတပ်ရင်နဲ့တောင်မော်ကြီးရေးတပ်ဌာနခွဲတို့တည်ရှိပါရယ် ကျောက်ပြူအထူးစီးပွားရေးဆောင်လုံချုံရင်အကြောင်းပြကတရုတ်လုံချုံရင်အဖွဲ့တွေက2024ခုနှစ်နှောင်းပိုင်းမှာဝင်ရောက်လာခဲ့ပြီးတဲ့နောက်အခုတိုက်ပွဲအတွက်မှာစစ်ကောင်စီဘက်ကအပူလိုင်းချီယာခန်နဲ့ညာကြည့်စနစ်ပါဝင်တဲ့ဤပညာမြင့် drone တွေဂျမာရီထောက်လှမ်းရေး drone တွေစတဲ့ဤပညာကူညီပံ့ပိုးမှုတွေရှိနေတယ်လို့ကျောက်ပြူမှာရှိတဲ့တပ်တွင်းအကြီးအကဲနဲ့နှိဆက်သူတို့ကမျိုးစိမကိုပြောပါတယ် ကြောက်ဖြူတိုက်ပွဲအတွင်းမှာတရုတ်ဘက်က drone နဲ့ကင်းထောက်တဲ့ကိစ္စရဲ့တွင်ဝင်ရောက်ကူညီပေးနေတာကိုမြေပြင်သတင်းမြစ်တွေကတစင်သိရကြောင်းလဲစီရီယံဗိုလ်ကြီးစင်ရော်ကအတည်ပြုပြောပါရယ်ကြောက်ဖြူတိုက်ပွဲကြောင်းဒေတာခန်2000ကျော်နေရဆုံးခွာသွားပြီးစစ်ဘေးတန်းဆောင်မှုငွေကြေးခက်ခဲနေသူအများစုသာကြံ့ရင့်နေတယ်လို့ဒေတာခန်တွေကပြောပါရယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ဒညဝရီရေးတပ်ဌာနချုပ်အပါအဝင်စစ်ကောင်စီရဲ့တည်ရင်အလုံးကိုအာရခတပ်တော်အေကဝိုင်းပတ်ပိတ်ဆို့ထားကြောင်းစစ်ရေးသတင်းမြစ်တွေကပြောပါရယ်။ တညာဝရီရေတပ်ဌာနချုပ်ကြက်တိန်စီမော်ကြီးရွာတို့မှာမတ်လ23ရက်နေ့အထိတိုက်ပွဲပြင်းထန်ခဲ့ကဒီကနေ့မှာတော့စီရီတင်းမာနေပြီးတော့စစ်ဆိုင်ထားတဲ့အနေအထားဖြစ်တယ်လို့သတင်းရရှိပါရရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။လူသားချင်းစာနာတဲ့အကူအညီတွေဖြတ်တောက်မှုကြောင့်နောက်ထပ်ကလေးငယ်အများအပြားတေဆုံးရနိုင်တယ်လို့ကုလအဖွဲ့တရီပေးတဲ့သတင်းကိုအရင်ဆုံးကြည့်ရအောင်ပါရှင်။ နိုင်ငံတကာအကူအညီတွေဖြတ်တောက်မှုကြောင့်မွေကင်းဆကလင်းငယ်တည်ဆုံနှုံတိုက်ဖြတ်မှုမှာဆယ်စုနှစ်ပေါင်းများစွာတိုးတက်မှုရှိနေရာကနေရပ်တန့်သွားနိုင်ပြီးပြောင်းမြန်အောင်ဖြစ်သွားနိုင်တယ်လို့ကုလသမဂ္ဂအဖွဲ့ကြီးကတနင်္လာနေ့မှာသတိပေးလိုက်ပါတယ်။ကုလသမဂ္ဂကလင်းများရမုံငွေအဖွဲ့ UNICEF ၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၊ကမ္ဘာ့ဘဏ် World Bank တို့ရဲ့နှစ်ပတ်လည်အစဉ်ခန်းစားကအမေရိကန်တနိုင်ငံတည်းကိုကွပ်ပြီးဖော်ပြထားတာမဟုတ်ပေမဲ့ သမရထရမ်ကအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအကူအညီအေဂျင်စီ USAID ရဲ့အစီအစဉ်များအစွာကိုဖျက်တောက်လိုက်တဲ့အချိန်မှာပေါ်ထွက်လာတာဖြစ်ပါတယ်။ဒီဘွဲကအမေရိကန်ပြည်ထောင်စုရဲ့အဓိကပင်လယ်ရခြားအကူအညီပေးရေးအေဂျင်စီဖြစ်ပြီးနှစ်စဉ်ဘတ်ဂျက်ဒေါ်လာ52.8ဘီလီယံရှိခဲ့ပါတယ်။ ဒီလိုအကူအညီပြတ်တောက်မှုကြောင့်အကျိုးဆက်အနေနဲ့အာဖရိကဆာဟာရဒေသကဏ္ဍရနဲ့တောင်အာရှလိုမွေကင်းစကလေးသေးဆုံးလုံးမြန်မာတဲ့နိုင်ငံတွေကအဆိုးဆုံးခန်းစားကြရလိမ့်မယ်လို့ဒီနှစ်ပတ်လည်အစဉ်ခန်းစားကသတိပေးထားပါဗျ။ရှင်းရှင်းပြောရရင်အသက်ငယ်ဝန်ဆောင်မှုလုပ်ငန်းတွေကိုဆက်ထိန်မထားနိုင်မှုဆိုရင် ိုင်ငံပေါင်းများစွာမှာမွေးကင်းစာကလေးနဲ့ကလေးသေးဆုံးနှုန်းတွေပြန်မြင့်တက်လာလိမ့်မယ်လို့အစိုးရကန်စာကပြောထားပါတယ်။2023ခုနှစ်မှာအသက်5နှစ်အောက်ကလေးသေးဆုံးမှုက၄တသမ၈တန်းရှိခဲ့ပြီးဒီထက်မှာအသက်၁လအောက်မွေးကင်းစာကလေး၂တသမ၃တန်းပါဝင်တယ်လို့အစိုးရကန်စာကဆိုထားပါတယ်။အသက်5နှစ်အောက်ကလေးသေးဆုံးနှုန်းက2022ခုနှစ်မှာ ပထမဆုံးအနေနဲ့၅တန်းအောက်ကိုကြာဆင်းသွားခဲ့တာဖြစ်ပါတယ်။၂009နှစ်ကလေးကတွေ့ရင်52ရာခိုင်နှုန်းအထိစံချိန်တင်ကြာဆင်းသွားခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ရွှေပြောင်းဝင်ရောက်သူတွေအတွက်ဗင်နီဇွဲလာကငှားရမ်းထားတဲ့ရှေ့နေတွေကအယ်ဆာဗရောတရားရုံးကိုရှောက်ထားတဲ့တရင်ကိုမြစီမဝိုင်းတော်သူဂျူချန်ကတင်ဆက်ပေးမှာပါရှင်။အမေရိကန်နိုင်ငံကနာမည်ဆုံးနဲ့ကြော်ကြတဲ့ အလဲပိုင်းအမေရိကအကျဉ်းထောင်ကိုပို့ဆောင်ခြင်းခံရတဲ့ဗင်နီဇွဲလားလူမျိုး238ယောက်ထဲကဒါဇင်ပေါင်းများစွာအတွက်ကာရာကတ်ရှေ့နေလုပ်ငန်းအဖွဲ့တစ်ခုကအယ်ဇာဗီဒူတရားရုံးချုပ်ကိုတနင်္လာနေ့ကရှောက်ထားချက်တည်းတင်သွင်းလိုက်ပါတယ်ဒီလူတွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဘယ်တရားရုံးကြားနာခြင်းမှမလုပ်ဘဲတုံးခဲလာတဲ့စစ်တွင်ဥပဒေတရက်ကိုအသုံးပြုပြီးအယ်ဇာဗီဒူနိုင်ငံကိုအကြမ်းဖက် Trendy Aquara ဂိုင်းဝင်နေလို့ဆွဆွဲပြီးတော့ပို့ဆောင်လိုက်တာဖြစ်ပါတယ် တိုင်းပြည်ကနှင်ထုတ်တဲ့အမိတ်ကိုအမေရိကန်ပြည်ထောင်စုတရားသူကြီးတယောက်ကယာယီဆိုင်ကမိတ်ထုတ်ပေးထားတဲ့ကြားကနေအခုလိုပြန်ပို့လိုက်တာဖြစ်ပါတယ်။ဒီလိုတွေကိုကတုံးရိပ်ခြေချင်းခတ်ပြီးအယ်ဇာဗီရိုနိုင်ငံကလုံခြုံရေးအမြင့်ဆုံးချထားတဲ့အကြံဖတ်သမားထိမ့်သိမ်းရေးစခန်း CECOD ကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ရွှေပြောင်းဝင်ရောက်လာသူတွေကိုဆက်လက်ထိမ့်သိမ်းထားခြင်းအတွက်အကြောင်းပြချက်ပေးဖို့ရှေ့နေဂျေမီအော်တီကာကတနင်္လာနေ့မှာအရှိတော်အတွင်းစာချုပ်တော်တင်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီလူတွေဟာကျွန်တော်တို့နိုင်ငံမှာဗာပြစ်မှုမှကျွလွန်ထားတဲ့သူတွေမဟုတ်ဘူးလို့အော်တီကာကတရားရုံးတော်ကိုရှောက်ထားပါတယ်။အဲဒီဗင်နီဇွဲလားလူမျိုးတွေလွတ်မြောက်ရေးအတွက်ရှားပေါင်းများစွာသော လူတွေကလည်းဆန်ဗာဒီမြို့မှာနေရာအနှံ့ဆန္ဒပြနေကြပါတယ်။အဂျန်နာ30ရဲ့ဆွေမျိုးတွေကသူ့ကိုအမှုအတွက်လိုက်ပါဆောင်ရွက်ခွင့်ပေးထားပါတယ်။ဒါပေမဲ့သူကဒီအုပ်စုတစ်ခုလုံးလွတ်မြောက်ရေးအတွက်ဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့စပ်ပြောထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုပြောပြပေးသွားမှာပါ။ဒါတွေကိုတော့မြစီမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားပါရရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ1450ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတက်မှတ်စီ1590ဒသမ33ကျပ်ပြင်ပပေါင်စီ3334ကျပ်ဘူရပါတီယူရိုကိုစစ်ကောင်စီတက်မှတ်စီ2286ဒသမ61ကျပ်ပြင်ပပေါင်စီ4804ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတက်မှတ်စီ61ဒသမ68ကျပ် ပြင်ပပေါင်စင်133.53ကျပ်မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စင်483.4ကျပ်ပြင်ပပေါင်စင်1006ကျပ်ပေါင်စင်ရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါပဲနောက်ဆုံးရပြည်တွင်းရွှေစင်းနှုံတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တဲ့အသင်းတတ်မှတ်စင်56သိန်း1000ကျပ် ပြင်ပပေါင်စီ68သိန်း6000ကျပ်15ဘဲတစ်ချက်သားကို ရွှေကုံတဲ့အသင်းသတ်မှတ်စီ52သိန်း9395ကျပ်ပြင်ပပေါင်စီ64သိန်း6000ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်တလီတာကို2600ကျပ် ပရီမီယံဒီဇယ်တလီတာကို3215ချီယာအော်ဒိတ်92တလီတာကို2960ချီယာအော်ဒိတ်95တလီတာကို3045ချီယာပေါ့ဈေးရှိပါတယ်။ပေါ်ပြဘာသာသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6855ကျပ်ပြင်ပအပေါက်စီ1000ကျပ် ေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတမင်စီမပရန်တိုင်းမင်စီမပင်မတရင်စီစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြိရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်တမင်စီမပရန်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်